ကျောက်ဖြူမြို့နယ်မှာစစ်ကောင်စီနဲ့အာရခတပ်တော် AA တို့တိုက်ပွဲတွေပြင်းထန်နေပြီးစစ်ကောင်စီတပ်ရဲ့ကာကင်းအချို့သိမ်းဆီးခံထားရတယ်လို့သိရပါဗျ။ AA ဟာကျောက်ဖြူမြို့နယ်လိတ်ခမော်ကျေးရွာရှိစစ်ကောင်စီရဲ့ကာကင်းစခန်းအချို့ကိုပြီးခဲ့တဲ့မေလ၁ရက်နေ့ကတည်းကသိမ်းယူခဲ့ပြီးနောက်မင်းတန်းတောင်ကနေစစ်ကောင်စီတပ်တွေစစ်ကြောင်းထိုးထွက်လာတဲ့အတွက်ထပ်မံပိတ်ဆို့တိုက်ခိုက်လို့စစ်ကောင်စီစစ်ကြောင်းလိုက်တက်ဆုပ်ပြေးခဲ့ရတယ်လို့စီးရေးသတင်းရင်းမြစ်စီကသိရပါဗျ။ ကျောက်ဖြူရံပြဲကားလန်းပေါ်ကမင်းတပ်တောင်ထိုင်းစခန်းမှာတိုက်ပွဲတွေပြင်းထန်နေတယ်။6ရက်နေ့မှာစစ်တပ်ကဒရုန်းပုံကျဲလို့အချွန်းနဲ့တပြူတောင်မိလောင်နာတွေရှိတယ်လို့ကျောက်ဖြူဒေသခံတူက AR Times ကိုပြောပါရယ်။စင်ကောင်စီရဲ့ရဲတပ်ရင်32နှစ်အနီးဝန်းကျင်ကိုလည်း AA ကပိတ်ဆို့စောင့်ကြည့်မှုတွေပြုလုပ်ထားပြီးစစ်ကောင်စီဟာဂုံးချိန်တိုက်နယ်အတွင်းကိုမကြာခဏစစ်ကြောင်းထိုးနေတယ်လို့ဒေသခံတွေစီကသိရပါဗျ။စစ်ကောင်စီရဲ့ရဲတပ်ကနေပြီးရဲတပ်ရင်အနီးနဲ့ လက်ခမော်မင်းတက်တောင်ဝင်းကျင်ကိုလက်နက်ကြီးတွေနဲ့ပစ်ခတ်တိုက်ခိုက်နေပြီးဒရုန်းဘုံတွေနဲ့ပါကျဲချတိုက်ခိုက်နေတယ်လို့သိရပါဗျ။စစ်ကောင်စီဟာစစ်ကောင်းဆောင်ပြပါခီးစင်မတိုင်ခင်အပစ်ခတ်ရဲစဲရေဟန်ပြတက်တန်းတိုးသွားပြီမဲ့လဲလက်နက်ကြီးပစ်ခတ်မှုနဲ့လေကြောင်းတိုက်ခိုက်မှုတို့ကိုစီရေးတင်းမာနေတဲ့နေမြေတွေမှာဇက်တိုက်ပြုလုပ်နေဆဲဖြစ်ပါတယ်။